လေးအလုတ်သမားနဲ့ကလေးတငယ်လူကုံကူးမှုတားဆီးဆိုင်ရာလူလူအမြင်ဖွင့်ပညာပေးဖြော်ပြပွဲမှာကလေးတငယ်လူကုံကူးမှုတိုက်ဖြတ်ရေးတန်တမန်ဖြစ်တဲ့တရုတ်ဆောင်ခိုင်နင်းဝေလဲပါဝင်အားဖြည့်ခဲ့ပါတယ်။ဩစတြေးလျနိုင်ငံအခြေစိုက်ဖြစ်တဲ့ The Mandalay Project ဟာကလေးတငယ်နဲ့ပတ်သက်တဲ့လှုပ်ရှားမှုတွေကိုမြန်မာနိုင်ငံမှာလှုပ်ဆောင်လာတာဒီနှစ်မှာ၁၀နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ဒီလို၁၀နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့မင်္ဂလာပရဟိတဂေဟမှာ အသိပညာပေးအစီအစဉ်တွေလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ကလေးတငယ်လူကုန်ကူးမှုကလေးအလုသမားခိုင်းစေမှုတွေရှိနေတာက စီးပွားရေးအခြေအနေတွေကြောင်းလို့ဆိုလာသူကဒေးဗစ်ကစ်ဆန်ပါ။ဒီလိုအသိပညာပေးအစီအစဉ်တွေလှုပ်ဆောင်ရင်ကလေးတငယ်တွေအတွက်ဘယ်လိုအကူအညီတွေပေးသွားဖို့ရှိလဲ? Well at the end of the day, uh, trafficking exists and child labour exists because of economic fundamentals. The trafficking market exists because there is demand for cheap labour and there is demand for children in the sex trade and in, in, in the labour market. So we have to try ချိန်ခံကြတဲ့စီးပွားရေးကြောင့်ပါဒီကလေးသူငယ်လူုံကူးမှုတွေရှိနေတာကလည်းဒေသတာတဲ့ကလေးအလုပ်သမားတွေကိုတစ်ဖက်ကလိုလားနေတာကြောင့်လည်းဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ဒီပညာပေးအစီအစဉ်တွေလှုပ်ဆောင်နေတာဖြစ်ပြီးသူတို့ရဲ့အနာဂတ်တွေမျှော်လင့်ချက်ရှိဖို့စီးပွားရေးလုပ်ကိုင်ခွင့်လန်းနေတိုးပွားလာအောင်လည်းလှုပ်ဆောင်နေပါတယ်ကလေးသူငယ်လူုံကူးမှုကလေးအလုပ်သမားဆိုတာတွေပြည်သူတွေကြားထဲမှာပုံမို့သိရှိလာဖို့ ਨੇ လူလူအတိုင်းဝိုင်းရဲ့ရွာအဖွဲ့စည်းတွေ အနာပိုင်အဖွဲ့အစည်းတွေပူးပေါင်းဆောင်ရွက်မှုအကောင်းလာစေဖို့ရည်ရထားသူကကိုစစောမျိုးပါကလေးသင်ငယ်အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ကာကွယ်စောင့်ရှောက်ကြဖို့ကိုလည်းအောက်ခြေလူလူအတိုင်ဝန်းကဥပဒေချမှတ်ရေးထားတဲ့သူတွေစီပါဝင်ဖို့လိုအပ်တယ်လို့လည်းဆိုပြီးကလေးသင်ငယ်ဥပဒေကိုလည်းအကောင်းလာဖို့ကျင့်သုံးလာနိုင်ဖို့ကိုလည်းကိုစစောမျိုးကအခုလိုမျိုးမှတ်ချက်ပေးခဲ့ပါတယ် ။ပထမတော့ဒီကလေးတငယ်ကုသရေးဝန်မှုနဲ့ဒီကလေးချိုင်းလေးပါနဲ့ပတ်သက်တဲ့အမြင်တွေကလူလူတွေမှာပို့ပြီးတော့နှိုးကြလာဖို့ရဲ့။နောက်တစ်ခုကဒုတိယရွယ်ချက်ကကြတော့ဒီရဲရွာလူလူရဲ့နောက်အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ပူးပေါင်းဆောင်ရွက်မှုတွေပို့ပြီးအားကောင်းလာဖို့ပေါ့နော်။ဒီအောက်ခြေ community level ကနေအစပါเนาะဒီ policy makers level အထိအနေအချင်းဒီကလေးတွေငယ်အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ဝယ်ဆောင်ရှောက်ဖို့ရဲ့နောက်ကလေးတွေငယ်အခွင့်အရေးနောက်တစ်ခုကဒီ chain law ပေါ့เนาะကလေးတွေငယ်ဥပဒေဒီဟာပို့ပြီးတော့ အားကောင်းလာဖို့ပေါ့နော်လက်တွေ့မှာပို့ပြီးတော့ကျင့်သုံးလာနိုင်ဖို့ရယ်အာပို့ပြီးတော့အပြည့်အစုံဆောင်တဲ့လူဝါဒတွေပေါ်ထွက်လာဖို့ကိုလည်းပဲရည်ရွယ်တယ်ပေါ့နော်အဲ့ဒါရည်ရွယ်ပြီးတော့ဒီအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ဖို့လိုအပ်ပါတယ်